မင်္ဂလာပါခင်ဗျာဒီနေ့လဲဆောင်းမလေးတစ်ပုတ်ဖတ်ပြပေးလို့ပါတယ်ဆောင်းမခေါင်းစဉ်ရဲ့နာမည်ကတော့ရွေးကောက်ပွဲပြီးမိုးနေ့နဲ့မိုးရောင်အောင်ရှင်ဆိုပြီးတော့ခေါင်းစဉ်အမိရပါတယ်ဒီဆောင်းမကိုနားထောင်ကြခြင်းဖြင့်အမေရွေးကောက်ပွဲမှာဘလူးပါတီကိုမဲပေးရမလဲဘလူးကိုစလေကိုမဲပေးရမလဲဆိုတဲ့အဖြေဟာအဆုံးမှာရရှိမှာဖြစ်ပါတယ်ဆောင်းမလေးကိုတင်ပြပေးပြရသည်ရွေးကောက်ပွဲပြီးမိုးနေ့နဲ့မိုးရောင်အောင်ရှင် ဒီခုခါကျွန်တော်တို့တွေဒီမိုကရေစီတောင်းတရက်နဲ့နှစ်ဖူးတွေဒူးတွေပြေးကြပြန်ပါပြီကျွန်တော်တို့ဒီတည်လဲတည်မတည်လဲတည်တောင်းဆိုခဲ့သောဒီမိုကရေစီအတွက်အနိုင်ဆုံးနဲ့အရေးကြီးဆုံးတာဝန်ကိုထမ်းဆောင်ရန်အချိန်ကြာရောက်လာပြန်ပြီဖြစ်သည်ဒီမိုကရေစီရင်ကျိမှုဆိုသည်ကမိမိကိုယ်ကိုမိမိအုပ်ချုပ်ခွင့်ရသောရင်ကျိမှုဖြစ်သည်မိမိကိုအုပ်ချုပ်မိသူကိုမိမိစိတ်တိုင်းကြောင့်ရွေးချယ်ခွင့်ရသောအခွင့်အရေးမှာကမ္ဘာသမိုင်းတွင်သွေးပင်လည်ဖြစ်အောင်တည်ယူခိုက်ကြရသည့်အခွင့်အရေးဖြစ်သည် ဒီကနေ့ကျွန်တော်တို့အသက်၈၈နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်ရသည်မှာထူးခြားသောအခွင့်အရေးတစ်ရပ်ဖြစ်သည်ဒီကနေ့ကျွန်တော်တို့အထက်မှဆင်းရဲချမ်းသာမရေးနိုင်ငံရေးတာဝန်ကိုထမ်းဆောင်ခွင့်ရကြသည်မှာကြီးမားသောအခွင့်အရေးကြီးတစ်ရပ်ပင်ဖြစ်သည်ဤသည်ပင်လည်းအခြားစနစ်များနှင့်ကွဲပြားသောဒီမိုကရေစီရဲ့အနှစ်သာရဖြစ်သည်ကျွန်တော်တို့သည်ကျွန်တော်တို့၏ကိုယ်စားလှယ်တနည်းအားဖြင့်ကျွန်တော်တို့အထက်မှအလှည့်ကျနိုင်ငံစီမံမှုတာဝန်ထမ်းဆောင်သင့်သူကိုရွေးချယ်ပေးကြပါမည် ပုဂ္ဂိုလ်စလေများကနိုင်ငံတော်၏ဥပဒေပြုရေးတရားစီရင်နှင့်အုပ်ချုပ်ရေးတာဝန်တွေကိုတတ်မှတ်ပေးသောကာလတတန်းတစ်ခုအထိထမ်းဆောင်ကြရပါမည်။သူတို့လူတွေလူသေးရှိသလား။သူတို့ထက်မြက်သလား။တိုင်းပြည်ထက်မြက်ပြီးရက်ရွာတိုးတက်ပြီးနိုင်ငံဖွံ့ဖြိုးပြီ။ဤဒီကိုဒီမိုကရေစီလွတ်တော်တတန်းနှစ်ကြိမ်ကြုံတွေ့ခဲ့ပြီးသောပြည်သူများဖို့အနေအချင်းတော့နားနေနေလောက်ပါပြီ။တိုင်းပြည်ကိုငားနှစ်အနံအမဲ့ပုဂ္ဂိုလ်များမှမိမိတို့သာသနာအတွက် မိမြအာမခံချက်ရသည်မိမိတို့ထမင်းပိုးထဲမှမိကဲ့သို့ဖဲ့ယူတတ်သည်ဒီမိုကရေစီရွေးကောက်ပွဲမှာအာဏာရှင်ရွေးကောက်ပွဲဖြစ်ပွားတတ်သည်ကိုနားလည်နိုင်ကြပြီဖြစ်သည်ပါတီတို့က၎င်းတို့ကြိုတင်ရွေးချယ်ထားသောကိုယ်စားလှယ်များကိုပြည်သူတွေကြားဈေးခင်းပြကြသည်မှာဒီမိုကရေစီဓလေ့တရက်ဖြစ်သည်ဈေးရောင်းသူတို့ထုံစံတိုင်း၎င်းတို့ရွေးချယ်ထားသောကိုယ်စားလှယ်၏အရေးသွင်းများကိုပါတီ၏အရေးသွင်းနှင့်ပေါင်းဆက်ခါအရက်တကာလှည့်လည်ကြီးညာမောင်းခဲ့ကြပြီး ပါရီများကသူတို့အလုပ်ကိုသူတို့လှုပ်ချင်းဖြစ်သည်ပြည်သူတို့ကလည်းပြည်သူတို့အလုပ်ကို လုပ်ကြပါမည်တကယ်တော့တိုင်းပြည်လုံခြုံငြိမ်းချမ်းစွာခီးဆက်နိုင်ဖို့အတွက်ဘယ်ပါတီသည်အရေးပါဆုံးဖြစ်မည်နည်းမိမိညံ့မြင်ရချိုးရချိုးဒုဒုတိလှုပ်ဆောင်ပေးသူမှာမိသူဖြစ်ပါသနည်းမိမိတို့နှင့်တာလဲအတူဆန်နာလဲအတူခံခဲ့သည်မှာမိသူဖြစ်ပါသနည်းမိမိတို့မှီရမိပါတီမိမိတို့ခြီရမိပါတီနှမျိုးနဲ့ မီယာမီပါတီသည်မေသည့်ပါတီတစ်မျိုးဖြစ်ပါသည်။စနေတကြနေ့အခိုင်အခံဆုံးပါတီမှာမေသည့်ပါတီဖြစ်ပါသည်။ကျွန်တော်တို့မေသည့်ပါတီမိကုတ်သောကိုယ်စလေကို မေပြရမီနီဆိုသောမေကုန်းကိုမိမိပါပါမိမိပြန်မင်းနေကြသည်။မဟုတ်ဘူးပါနဲ့။ဒီဆောင်မှာပြီးဆုံးလေမေသည့်ပုဂ္ဂိုလ်ကိုမေပြရမီကို ရှင်းပါလိမ့်မည်။ဆရာကြီးပြီးမိုးနေကတော့တိုင်းပြည်အတွက် သူဘာလုတ်ပေးပါမယ်ဆိုတာထက်သူဘာလုတ်ပေးပြီးပြီလဲဆိုတော့ပေတံနဲ့ကျွန်တော်ရွေးချယ်သည်ဆိုသည်ရွေးတင်သောကိုစလဲကို ပြောထားသည်ဆရာမိုးရောင်အောင်ရှင်ကတော့လူပြောခံရတဲ့ကိုစလဲတွေပါလာမယ်မပါလာဘူးဆိုတာအထီးကျပြောလို့မဖြစ်ဘူးလွတ်တော်ထဲမှာဘလောက်ထိလုတ်တယ်ဆိုတာလဲကြည့်ရမယ်လွတ်တော်ထဲမှာမေးခွန်းတောင်မမေးဘူးဆိုရင်ပြည်သူတွေမရောက်လို့ပေါ့ဒီတော့ပြည်သူတွေဝင်လားမဝင်လားပြည်သူနဲ့ချိတ်ဆက်မှုရှိမရှိဒါတွေကိုကြည့်ရမယ် ဗက်ပေါင်းတုံကြည့်ပြီးမှရွေးချယ်ရမှာပါ။ဘကိုးတိုင်းဝင်ကြီးချုပ်လိုဒီလိုလူမျိုးတွေမပါလာအောင်အထုကူးစက်ရမှာပေါ့ဟုမရွေးတင်သောကိုယ်စားလှယ်ကိုရှင်းပြသည်။မက်စလာဆေးရထုတ်မြန်မာတိုင်းသတင်းစာမှာကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်ဘကိုးတိုင်းဝင်ကြီးချုပ်ကဲ့သို့သောသူများမပါအောင်အထုကူးစက်ရမည်ဟုဘိုးရောင်အောင်ရှင်ဆိုဟူ၍သတင်းမှာဖော်ပြသည်။ကျွန်တော်တို့သည်ဘကိုးတိုင်းဝင်ကြီးချုပ်ကိုပို၍စိတ်ဝင်စားခဲ့ကြရသည်။တိုင်းဒေသကြီးတစ်ခု၏ဝင်ကြီးချုပ်ကိုပါတီပြန်ချရေး တာဝန်ခံတယောက်ကပြည်သူ့ကိုယ်စားလှယ်ဖြင့်ဆက်လက်ရွေးချယ်ရန်မတင်ကြောင်းထောက်ပြမှုမျိုးကိုမြန်မာသမိုင်းတွင်တစ်ချိန်မှမကြုံခဲ့ဘူးပါ။ဘကိုတိုင်းဝင်ကြီးချုပ်ဆိုသည်မှာထိုကာလကကိုတိုင်းဒေသကြီးအကြီးအကဲဖြစ်သည်။ဒီပွဲသည်ပွဲကြီးဖြစ်လိမ့်မယ်လို့ထင်ခဲ့သည်။ကျွန်တော်တို့မျှော်လင့်တဲ့ကဲ့သို့ပွဲကြီးဖြစ်မလာခဲ့။ဤကဲ့သို့တူးနှင့်တူးနားလည်မှုပေးနိုင်ခြင်းသည် NLD ဤဝိဒေသထူဖြစ်သည်။တိုင်းဒေသကြီးတစ်ခု၏ဝင်ကြီးချုပ်ဆိုသူသည်၎င်းတိုင်းဒေသကြီးမူဝါဒကိုချမှတ်ပေးရသူ ၎င်း၏နှုတ်ထက်စကားများသည်မူဝါဒများဖြစ်ကြောင်း NLD အစိုးရဖွဲ့ဝန်ကြီးချုပ်များသတိလင်ဟင်းခဲ့ကြသည်။ဘကိုးတိုင်းဝန်ကြီးချုပ်သည်"ကျောင်းဆရာမများနေမပြောင်းရေးအတွက်ရွာကန်ကာလာသားများကကြီးစားစကားပြောကြရန်ပြောဆိုခဲ့ပူးသည့်ဝန်ကြီးချုပ်ဖြစ်သည်။ဆရာဆရာမများနှင့်ပြည်သူများအကြအိုးအော်တောင်းတင်းဝေဖန်ခံခဲ့ရသည်။ဝန်ကြီးချုပ်ကိုယ်တိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗိုလ်လုံးမှုဆောင်များရှိမောက်တွင်မြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကို တောင်းပန်ခဲ့ရဖို့သူဖြစ်သည်ဂိုရမ်းဝင်းကြီးချုပ်သည်မတ်လ9ရက်ကျော်ရရမြို့နယ်တရက်စိန်ကျေးရွာမှာပြုလုပ်တဲ့ဒေသခံပြည်သူများနဲ့တွေ့ဆုံပွဲတွင်တမိုင်းကျောင်းထဲမှာဒါဟာတက်မတော်ကပြီးတော့တိုင်းပြည်နယ်အာဏာကိုအုပ်ချုပ်လိုက်တာတကယ်တမ်းဒီလိုဖြစ်သွားတယ်ဒါပေမဲ့ဒီလိုတက်မတော်ကအာဏာသိမ်းလောက်အောင်ချိန်နေတွေကိုဘသူဖန်တီးခဲ့တယ်လဲတိုင်းပြည်ဘယုတ်ဘယက်ဖြစ်ပြီးတော့တက်မတော်အာဏာသိမ်းလောက်အောင်ဘသူတွေဖန်တီးနေကြတယ်လဲပြည်သူတွေကဖန်တီးနေကြတာမဟုတ်ဘူးလား ထည့်သွင်းပြောဆိုမိသဖြင့် NLD ဘက်တော်သားများတီးမခံနိုင်လောက်အောင်ဖြစ်ကြဘူးသူဖြစ်သည်ရှိသေးသည်စိတ်ထီးဥသားရင်ဘာလို့ဝယ်လာကြလဲဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူးဝလုံးကိုမိနဲ့တုတ်ထားပြီးစိတ်ထီးဥအမတ်တရဆိုပြီးတန်ချောင်းကိုမိနဲ့တိတ်ပြီးတော့အဲ့ဒါကြီးကြီးပြန်ဝယ်ချပြန်လာတယ်အဲ့ဒီထက်နည်းနည်းဟိုဟာဖြစ်တယ်ဆိုရင်ကလေးတွေစော့တဲ့ဒဏ္ဍဏ္ဍလုတ်တယ်လေဟုတ်တယ်မလားဝလုံးနဲ့တနက်တီလုတ်တယ်လေအဲ့ဒီလိုဝလုံးနဲ့တနက်တီရောင်းတာကနေစပြီးတော့ပြင်းစစ်ဖြစ်လို့ အဲ့ဒီကလေးတွေကြီးလာတော့ဗိုလ်ချုပ်ကြီးတွေဖြစ်ရောစသဖြင့်ကိုတိုင်းဝန်ကြီးချုပ်ပြောဆိုသည့်ဗီဒီယိုဖိုင်သည်လူမှုကွန်ရက်ပေါ်တွင် တော်တော်လူကြိုက်များခဲ့ဘူးသူဖြစ်သည်ဆိုပါတော့ဦးအောင်ရှင်ပြောသည်မှာမှန်ပါသည် ပါတီတိုင်းပါတီတိုင်းကိုစလေရွေးချယ်ရာမှာဗကိုတိုင်းဝန်ကြီးချုပ်လိုဝလုံးတနက်ရောင်းလာကနေစပြီးပြည်တွင်းစစ်ဖြစ်ရာကြောင်းတွေးခေါ်တတ်သည့်အတွေးခေါ်ပညာရှင်မျိုးတွေနောက်ထပ်စင်မတင်မိအောင်ဂရုစိုက်ကြပါလိမ့်မည် ပြည်သူများကလည်းဆရာကြီးပြည်မိုးနေဆရာမုံရအောင်ရှင်ကဲ့သို့စကားတွေကိုနားထောင်ပြီးမဲပေးကြပါလို့ပြောခြင်းမာသည်ကျွန်တော်ကတော့သွားလေသူမိတ်ဆွေကြီးလူရိုးကြီးမုံရအောင်ရှင်ကိုလွမ်းတပြားဟုပြောရင်ဒီဆောင်မကိုနှီးကုန်းချုပ်ပါသည်အမျိုးသားနိုင်ငံရေးအသည့်တစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ